မင်္ဂလာပါဒီနေ့ကျွန်တော်တို့ Greek သင်္ချာပညာရှင်ကြီး Euclid နဲ့သူ့ရဲ့အင်မတာမဩဇာကြီးတဲ့ element များချမ်းကြောင်းအထူးထူလေ့လာကြည့်ကြရအောင်လားခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့မှာအဲသူ့ရဲ့အထုပတိကောင်းနှုတ်ချက်လေးတခုတော့ရှိပါတယ်အဲ့ဒါကိုခြေခံပြီးတော့လေ Euclid ဆိုတာဘာတူလဲသူ့အလုပ်တွေကဘာလို့ဒီလောက်ထိခက်ဆက်ဆက်အေးပါနေရတာလဲဆိုတာ နားရအောင်ကြိုးစားကြည့်ကြတာပေါ့ဟုတ်ပါတယ် ကျမတို့အဓိကကြည့်မှာကတော့အဲ့ဒီ Alexandria မှာနေထိုင်ခဲ့တဲ့သူ့ဘဝအပိုင်းစားတယ်ပေါ့လောပြီးတော့အဓိကကတော့အဲ့ဒီနာမည်ကျော်စာအုပ် element များအကြောင်းပေါ့သူ့ဘဝဇာတ်ကြောင်းအပြည့်အစုံတော့မဟုတ်ဘူးပေါ့လीဟုတ်ကဲ့ဒါဆိုသူ့ခြေခံချက်လက်လေးနဲ့စလောက်ကြတာပေါ့သူက BC 300လောက်ဟိုပထမတော်လမီဖြစ်ရင် letter ဤကျနိုင်မဲ့ Alexandria မြို့မှာနေခဲ့တဲ့ Greek တန်ချာပညာရှင်နော်อืมဟုတ်ပါတယ် တချို့ကတော့ Plato ရဲ့တပည့် DC မှာတင်းဖူးတယ်လို့လဲဆိုကြတယ်တမန်ဘက်သူ့ရဲ့ကိုရေးကိုတာအချက်လက်အသေးစိတ်တွေဥပမာပေမမွေးတာတို့ဘာတို့ကတော့အတိအကျပြောဖို့ခက်တယ်ရှင်ဟုတ်ကဲ့ပြောရရင်သူ့ဘဝကနင်းနေတော့လျှဝစ်စံကျဲတယ်လို့ထင်နေတော့ပေါ့တကယ်တမ်းကြတော့လဲတပမတ်တိချတာကတော့အဲ့ဒီအချိန် Alexandria မြို့ကြီးတာအင်မတန်ကြီးကျယ်ခမ်းနားတဲ့ပညာသင်ကြားရေးဗဟုထာနာကြီးဖြစ်နေပြီယူကလစ်ကလည်းအဲ့ဒီမှာစာသင်ကျောင်းထူထောင်ဖို့ရောက်လာတဲ့ပညာရှင်တွေထဲကတယောက်ပဲအင်း ဖတ်တန်းတချို့မှာတော့သူကဂီတာကိုအလင်းရိုက်ပညာ optics တို့ကိုလည်းစိတ်ဝင်စားတယ်လို့ဆိုပေမဲ့အဓိကသူ့ကိုလူတီများစေတာကတော့ geometry ပါပဲဟုတ်ကဲ့စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီအလင်းမဲများစာကိုကြည့်တယ်အဲ့ဒါကိုသူဖြူစုတဲ့အခါသူ့ရင်ပညာရှင်တွေရဲ့အလုပ်တွေကိုစုစည်းတာစနေတရားပြန်စီတာတွေလောက်ယုံတယ်မကဘူးဗောနောဟုတ်တယ်လိုအပ်တဲ့တက်တဲ့ပြည့်ချက်အတိတ်တွေကိုပါသူ့ကိုယ်တိုင်ထည့်သွင်းခဲ့တယ်လို့ဆိုတယ်ဆိုတော့ तू ကစုစည်းသူတက်တယ်မဟုတ်ဘူး တီထွန်သူလည်းဖက်တယ်ဆိုတဲ့သဘောပေါ့မှန်ပါတယ်အဲ့ဒီစာအုပ်၁၃အုပ်ပါတဲ့အလုံးမိတ်ညာချမ်းကြီးရလဲနှစ်ပေါင်း၂000ကျော်အနောက်တောင်ဂျီယိုမက်ထရီအတွေ့ခေါ်အတွက်အုံမိထီခဲ့တာဘာသာစကားတွေအများကြီးကိုလည်းပြန်ဆိုခဲ့ကြတယ်တော်လီဩဇာကြီးခဲ့တာပဲဟုတ်ပါဂျီနီယာမှာသူ့ရဲ့ပညာပေါ်သဘောထားကိုပြောတဲ့အဖြစ်ပြက်လေးတစ်ခု ပြောစရာရှိတယ်ဟုတ်ကဲ့ဘီယန်တော်လမီကိုတိုင်ကပေါ့လေဂျီယိုမက်ထရီကို အလူးမမြတဲ့ပိုလွယ်တဲ့နီလန်းမရှိဘူးလားဆိုပြီးမေးခဲ့ဘူးတဲ့။ဟုတ်။အဲ့ဒီအခါယူကလစ်ကသူ့လိုပြန်ဖြေခဲ့လဲဆိုတော့ geometry စီသွားဖို့ဘယင်တွေတဲ့တည်တဲ့လက်စမကြီးမရှိပါဘူးတဲ့။ဟာဟာ။သူပြတ်တာတွေဖြေတယ်နော်။ဆိုလိုတာကတော့ပညာလိုချင်ရင်အပင်မန်းခံရမယ်။စူးစမ်းရမယ်ဆိုတဲ့သဘော။အတိအကျပါပဲ။လွယ်လွယ်နဲ့တော့မရဘူးဆိုတာကိုရှင်းရှင်းပြောလိုက်တာပေါ့။ Okay. အဲ့ဒီပညာပေါ်သူရဲ့သဘောသားကနောက်ထပ်ဇလန်းလေးတစ်ခုမှလည်းပေါ်သေးတယ်။ တပည့်တယောက်ကသူ့တင်နေတဲ့ဟာတွေကဘာအကျိုးရှိလို့လဲလက်တွေ့ဘာတုံးစားရမလဲမေးတယ်ဆိုလား။အင်းဟုတ်တယ်အဲ့ဒီပုံပြင်လေးလည်းကြားဘူးတယ်။အဲ့ဒီကယူကလစ်ကသူ့အစေခံကိုခေါ်ပြီးတော့ဟောဒီလူကတင်ယူမှုကနေအကျိုးအများကိုချက်ချင်းလိုချင်နေတာကွာ။သူ့ကိုသုံးပနေပြပြောက်စမ်းလူပြောတယ်ဆိုပဲ။အင်းအဲ့ဒါစဉ်းစားစရာမယ်နော်။ပြောချင်တာကတင်ယူချင်းရဲ့တကယ်တမ်းပေါ်ကချက်ချင်းရလဲငွေကြေးဒါမှမဟုတ်လက်တွေ့အတုံးချမှုထက်ပိုကြီးတယ် ပညာရဲ့အတွင်းသဘောစဉ်းစားတွေးခေါ်ပုံကို နားလည်ဖို့ကအဓိကဆိုတဲ့သဘောထားမျိုးကို ပြလာဖြစ်နိုင်တယ်ရှင်ဟုတ်ကဲ့ဒါကသူ့ရဲ့သင်ကြားရေးအတွေးခေါ်ကိုပြတာပေါ့လေဟုတ်ပါတယ်လက်တွေ့မှာလည်းကြည့်လေဒီနေ့ခေတ် geometry စာအုပ်တွေတင်ပြပုံတွေအစီအစဉ်တွေပြောင်းကျင် ပြောင်းသွားမယ်ဒါပေမဲ့အခြေခံသဘောတရားတွေအကုန်လုံးက Euclid ရဲ့ element မျိုးပေါ်မှာပဲပြန်ခြေခံနေရတော့မယ်တကယ်တော့သူ့ရေးခဲ့တာတွေတခြားရှိသေးတယ်နော်အလင်းရိုင်းပညာတို့ဂီတာတို့ ဟုတ်တယ်ရှိခဲ့တယ်ဒါပေမဲ့အများစုကတော့ပျောက်သွားပြီကာလရဲ့တန်ကိုမခံနိုင်ခဲ့ဘူးပေါ့လေဝမ်းနေစရာပေါ့ဟုတ်ကဲ့ကာဆိုအနစ်ချုပ်ရရင်တော့ယူကလစ်ဆိုတာသူ့ရဲ့ပုံကိုယ်ရေးပေါ်အကြောင်းလေးသိမသိရပေမယ့် geometry ရဲ့ဖခင်ဆိုတဲ့ component နဲ့တူသူ့ရဲ့ elements များချမ်းကနှစ်ပေါင်းထောင်ချီပြီးတော့သင်္ဆာနဲ့သိပ္ပံအသွေးခေါ်လောကကိုလွှမ်းမိုးပုံသွင်းခဲ့တယ်ဆိုတာကတော့ငြင်းပွားစရာမရှိဘူးပေါ့ဟုတ်ပါတယ်နောက်ဆုံးအနေနဲ့လေ ကျမတို့စဉ်းစားစရာလေးတစ်ခုခြံထားခဲ့ချင်တာကဟုတ်ကဲ့ယူကလစ်ရဲ့တခြားအရေးပါတဲ့စာလီဥပမာအလင်းရိုင်ပညာတို့ဂီတာသီအိုရီတို့ပျောက်ကွယ်သွားချိန်မှာဘာကြောင့်ဒီ elements များဆိုတဲ့ geometry ကျမ်းကမတွန်းဒီလောက်ကြာကြာရှင်းတန်းကြံရည်ပြီးဩဇာကြီးမားနေရတာလဲဆိုတာပါပဲ음စီကွန်ဆာစရာမေးခွန်းမယ် ဒါဟာတမိုင်းတစ်လျှောက်မှာ geometry ရဲ့အခြေခံကြမှုမရှိမဖြစ်လိုအပ်မှုကြောင့်လာဒါမှမဟုတ်ယဉ်ကျေးမှုတွေဘာသာချက်ကားတွေမတူညီပေမဲ့ကဘာလုံးဆာယာနားလေလက်ခံနိုင်တဲ့သူ့ရဲ့သဘာဝကြောင့်များဖြစ်မလားဒါလို့လည်းဆက်ပြီးတွေးကြည့်ဖို့ကောင်းပါလေရှင်ဟုတ်ကဲ့တကယ်စဉ်းစားစရာချက်ပါပဲဒီနေ့ Euclid နဲ့ Element များအကြောင်းဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်